အခုနှစ်ပိုင်းရအတွင်းမှာ ခစ်စားလာနေတဲ့နိုင်ရီအကက်သက်ချပြီးအစာရှောင်ခြင်းဟာနှလုံးရောဂါကြောင့်တည်ဆုံးနိုင်တဲ့အန္တရာယ်များစီတယ်လို့လေ့လာချက်အသစ်တွေကဆိုပါတယ်။တချို့တွေက16နိုင်ရီအစာမစားဘဲအချိန်ပြည့်မှပြန်စားတာမျိုးတချို့လူတွေကတပတ်မှာ24နိုင်ရီဒါမှမဟုတ်36နိုင်ရီတောက်လျှောက်အစာမစားဘဲနေပြီးတော့ကိုယ်အလေးချိန်ရှော့ချတာမျိုးတွေလှုပ်ဆောင်ကြပါတယ်။ ဒီလိုအစာရှောင်တာဟာခန္ဓာကိုယ်လောက်ကျွမ်းမှုကိုတိုးတက်စေတယ်၊ဆယ်ပြုတ်ပြင်မှုကိုအထောက်အကူဖြစ်စေတယ်၊နောက်ပြီးအသက်ရှည်စေတယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့လူပေါင်း၁၉၀၀ရဲ့အချက်လက်တွေကိုခွဲခြမ်းစိတ်ဖြာထားတဲ့လေ့လာမှု အသစ်မှာတော့တရက်ကို၈နာရီထဲရော့ပြီးအစာမစားဘဲနေတဲ့လူတွေဟာနှလုံး၊သွေးကြောယောဂါတွေနဲ့တည်ဆောက်ဖို့အလားအလာ၁၃၅ရက်ခန့်လုံးရှိရလို့ဆိုပါတယ်။ နောက်ထပ်လိလာမှုတစ်ခုကတော့အချိန်အကက်သက်ထားပြီးအစာရှောင်ခြင်းဟာဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့အာနေခြင်းစာလောက်ခြင်းရေဓာတ်နည်းခြင်းခေါက်ကိုက်ခြင်းနဲ့အာယုံမဆိုင်နိုင်ခြင်းတွေလည်းဖြစ်စေရလို့ဆိုပါတယ်